နိုင်ငံတော်အမှစစ်ရှုံးနေပြီးတော့စစ်သားလူအချက်များပြားနေတဲ့စစ်ကောင်စီက2021ခုနှစ်ဖေဖော်ဝါရီလတရနေ့နောက်ပိုင်းကစတင်ပြီးတော့ EU များတရှိရနေရာတွေနဲ့ပြည်ပနိုင်ငံတွေကိုရောက်ရှိနေတဲ့နိုင်ငံသားတွေကိုဂရိပြန်လာဖို့မက်စလန်20ရက်နေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။စစ်ကောင်စီရဲ့ကြေညာချက်ထဲမှာတော့နိုင်ငံတော်ညီအစ်ကိုအေးချေးကိုမလိုလားတဲ့ပြည်တွင်းပြည်ပလူမှုကိုဖွဲ့စည်းရတဲ့တွေးထုတ်လွှတ်ဆောင်မှုချောင်းလန့်မှုတွေကြောင့်အထူးသောចောင်းသားသူငယ်လူရည်နိုင်ငံဝန်ထမ်းတွေနဲ့မိမိတို့နိုင်ငံသားတွေဟာ EU တွေတရှိရနေရာတွေနဲ့ပြည်ပနိုင်ငံတွေကိုစိတ်အစိတ်တွေများစွာနဲ့တင်းရှောင်နေရတယ်လို့ပြောဆိုထားပါတယ်။ ဒီပိုင်းရောင်းနိုင်ငံသားတွေအနေနဲ့လုံခြုံရေးအမကန့်ချက်မရှိမှုဒီမှုစီးပွားရေးအဆင်မပြေခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရတာကြောင့်မိမိတို့နေရဲ့တည်တည်ကိုပြန်လာလို့တဲ့ဆန္ဒတွေဖြစ်ပေါ်နေတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စွန့်စည်းကြောက်ထွက်ပြေးတိတ်ရှောင်နေကြတဲ့ဝန်ထမ်းတွေအသိပညာရှင်တပ်ပညာရှင်တွေနဲ့အခြားနယ်ပယ်တည်တည်ကပုံကိုယ်တွေနိုင်ငံသားတွေကိုစစ်ကောင်စီအနေနဲ့အထူးတက်ညာစွာဖိရှော့ဆောင်ရွက်ပေးမယ်လို့လည်းပြောဆိုထားပါတယ်။ဒါပေမဲ့ဒီလိုဖိတ်ခေါ်တာဟာစစ်သားတွေရဲ့ချက်များနေတဲ့စစ်ကောင်စီရဲ့ယူသားစွာဖိတ်ခေါ်မှုမဟုတ်ဘူးလို့စီရန်ကျောင်းသားတကူကတော့ညူရီမြင့်မှာသတင်းဌာနကိုပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့လပိုင်းကလည်းထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်လို့ခံမိတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းစိုးရကမြန်မာပြည်ကိုပြပုဟံမှာပြပုခံရတဲ့သူတွေကိုစစ်မှုထမ်းမှုအတင်းကျပ်ခိုင်းစစ်ခံမှုတွေရှိနေတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာဒီတုကာကွယ်တပ်မတော်မန္တလေး MD1 PDF အနေနဲ့၎င်းတို့တပ်ဖွဲ့ကိုလိုအပ်သလိုပြည်ပြင်ထိန်းချောက်မှုတိုက်ကြဖို့ကီစီလူလူကိုတောင်းဆိုလိုက်ပါတယ်2029ကိုစစ်စင်ကြီးရဲ့ပြပမိုင်းနဲ့ဒုတိယပိုင်းရှမ်းမစစ်စင်ကြီးတွေမှာမာမိတ်တော်လိုင်းအဖွဲ့စည်းနေတဲ့အကြံကြီးပူးပေါင်းနဲ့တွဲပြီးတော့စီရင်လူရှာမှုတွေဖော်ဆောင်နိုင်ခဲ့တယ်လို့ မန္တလေးဒေသမှာရှိတဲ့စိုးမိုးထင်းကျုံနယ်မြေတွေကိုလည်းစွတ်စွတ်ကန်ကန်ရောက်ရောက်နိုင်ခဲ့ပြီဖြစ်တယ်လို့ဆိုထားပါတယ်။ဒါပေမဲ့ဒီအခြေအနေကိုကျင်းတဲ့တိနေမှာမဟုတ်ပဲဒီသူနေဦးတော်လည်ကြီးရဲ့အနည်းတပိုင်းနိုင်ဖြစ်တဲ့ဘုံရန်သူအလားစစ်စနစ်ကိုပြည်ထောင်ချုပ်ရင်းပုံပန်းနိုင်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအထိမစုံမနစ်ဆက်လက်ချိတက်ကြဖို့လည်းတိုက်တွန်းထားပါတယ်။ပြည်သူလူထုကို MD1PDF အနေနဲ့၎င်းတို့တပ်ဖွဲ့ကိုလိုအပ်သလိုပြုပြင်ထိန်းချဖို့အလေးနဲ့ပန်ကြားထားပါတယ်။ MDNPDF တပ်ဖွဲ့ဝင်တခုကဖြစ်စေတိုင်းရင်းတပ်ဖွဲ့ဌာနတခုကဖြစ်စေ PDF စစ်တီတော်တို့လိုင်းနာကျင့်သုံးမယ်တင့်ဝင်စီကန်းတွေ တပ်ဖွဲ့ကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုကျူးလွန်ဖောက်ပြနေတာမြင်ခဲ့ကြုံခဲ့ကြားခဲ့ရင်တော့လူမှုအနေနဲ့တိုင်တန်းကြဖို့ကိုလည်းလေးနဲ့ဖိတ်ခေါ်တယ်လို့လည်းပြောဆိုထားပါတယ်။တိုင်ကြားမှုတွေကိုလည်းတပ်ဖွဲ့ရဲ့စီယုံတို့ဘိုးစည်းကမ်းတဲ့တဲ့အဖွဲ့တို့ကနေလိုအပ်တယ်လို့စုံစမ်းစစ်ဆင်မှုတွေလှုပ်ဆောင်မှာဖြစ်ပြီးတော့တွေ့ရှိချက်ကြည့်ပေါ်မူတည်ပြီးတော့လိုအပ်တဲ့ရေးရမှုတွေဆက်လက်ဆောင်ရမယ်လို့လည်းပြောဆိုထားပါတယ်။တရင်ပို့တိုင်ကြားမိတဲ့မိဘပြည်သူတွေအနေနဲ့လည်းစုံစမ်းစစ်ဆေးရမှာလိုအပ်တဲ့တပ်တေတရကတွေအထောက်အထားအချက်လက်တွေကိုတက်တဲ့ညကူညီပေးဖို့နဲ့စုံစမ်းမိမြမှာလိုအပ်လာရင်ပူးပေါင်းပံ့ပိုးပေးကြဖို့ကိုလည်းမြစ်တရရက်ခံထားပါရယ်။ရန်လိုမြစ်ပြည့်ပြည့်စုံလည်းမစုံနိုင်ပေမဲ့ MD1PDF ကိုအကောင်းဆုံးပြအောင်ကိုစမ်းဉာဏ်ရှိသည့်ကျိုးပန်းတိစောက်နေတယ်လို့လည်းပေါ်ပြထားပါဗျ။ MD1PDF နဲ့ပတ်သက်ပြီးတိုင်ကြားလိုတာလမ်းညင်လိုတာအကြံပြုလိုတာတွေရှိပါက Signal Telegram email တွေကိုသုံးဖို့အခက်အခဲရှိသူတွေအနေနဲ့ကျွန်တော်တို့တက်ဖွဲ့ရဲ့ဒီဝင် Facebook စာမျက်နှာကနေဒီစင်ဆက်သွယ်တိုင်ကြားနိုင်တယ်လို့လည်းပြောဆိုထားပါတယ်။ MD1PDF ဟာမြို့သားညီညီဆိုရဲ့ NUG ကကွယ်ဝင်ညီတာနဲ့ MOD ရဲ့ကုကွယ်ဥအောင်မှာရှိနေတဲ့ပြည်သူ့ကကွယ်တက်မတော် PDF ရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ တနလိုက်တိုင်းမှာစစ်ကောင်စီရဲ့စစ်ကြောင်းတို့ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် February လတလအတွင်းမှာနေရဲစုံကထပ်ပြီးတိတ်ရှောင်နေခဲ့တဲ့သူ6800ကျော်ရှိတယ်လို့လည်းသိရှိရပါတယ်။ February လတွင်စစ်ကောင်စီကကုန်ကြီးလက်မကြီးတွေရင်းနှီးစစ်ကမ်းနဲ့ဆက်ဆက်ဧရိယာကိုစစ်ကြောင်းတို့ဝင်ရောက်လာမှုလေကြောင်းကရေကြောင်းကနေတိုက်ခိုက်မှုနေမီရှုံမှုအရသာဖမ်းဆီးတပ်ဖြတ်မှုတွေကြောင့်နေရဲစုံကထပ်ပြီးမှုတွေပုံများလာခဲ့တယ်လို့ Afibet တနင်္လာရီကဒီကနေ့မှာထုတ်ပြန်ထားပါတယ်။ယခုနောက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းအုံပြုတိုက်ခိုက်မှုပုံမှန်များများလာခြင်းကြောင့်နေရဲစုံကသူပုံမှန်များများလာတယ်လို့လည်းပြောဆိုထားပါတယ်။ တဝဲခရိုင်နဲ့တဝဲလမ်းလုံးရေပြူတဲချောင်းမြို့နယ်ဒီမှာနေရစွန်ကထပ်ပြရသူပြည်သူအနည်းဆုံး1,500ကျော်ရှိခဲ့ကြောင်းနဲ့ဘိတ်ခရိုင်ပလော်တနင်္လာရီဘိတ်နဲ့ကျုံးစုမြို့နယ်ဒီမှာတိုက်ပွဲဖြစ်ပေါ်မှုရေချောင်းတွေရောက်ကနေတက်ခတ်ခံမှုတွေကြောင်းနေရစွန်ကထပ်ပြခဲ့ရသူအနည်းဆုံး4,500ကျော်ရှိခဲ့တယ်လို့သိရပါတယ်။၎င်းတို့နဲ့ပလော့စစ်ဆောင်စခန်းတွင်နေထိုင်သူ3,000ဝန်းကျင်ကရှိခဲ့ပြီးတော့ကျန်းသူများစုဟာနေဆက်ရတောတောင်ချံရွာမြို့ပေါ်တွေကိုထပ်ပြတိတ်ဆောင်နေကြတယ်လို့လည်းပြောဆိုထားပါတယ်။ အလုံးမျိုးနဲ့တခုထဲမှာတွင်မဲ့စစ်ဘေးဆောင်နေရေးစွန့်ခွာထပီးရတူ2300ကျော်ရှိခဲ့ကြောင်းနဲ့တနိုင်မျိုးတွင်မှာစစ်ကောင်စီတပ်ကနေစီရက်ဆက်စစ်ကြောင်းတို့တိုက်ပွဲပစ်ပွားမှုဒေချောင်းတုံးတိုက်ခတ်မှုတွေကြောင့်ပြည်သူ1900ခန့်ရွာလုံးကျွတ်ထပီးခဲ့ရတယ်လို့လည်းဖော်ပြထားပါတယ်။ကော်သောင်းခန့်ပုံပြင်းမှာလည်းတိုက်ပွဲပစ်ပွားမှုကြောင့်ပြည်သူတရားခန့်နေရေးစွန့်ခွာထပီးနေကြရတယ်လို့လည်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတနိုင်တိုင်းတွင်းကိုဆန်ရိတ်ကာစေဝတဲယူကွနဲ့ကတ်သက်ထားတာကြောင့်ဒေသတွင်းကစစ်ဆောင်နေနေနဲ့ဝိုင်းရောကရေဝဲရောကနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေအဖြစ်များနေပြီးတော့ဆေးဝါးမလုံလောက်မှုတွေကြုံတွေ့နေရတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာယူရင်းမြန်မာနေနေကြတဲ့စီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာပြည်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါမယ်ခင်ဗျာ